င်္ဂလာပါလေပြင်းရုပ်တံရဲ့ဒီဇင်ဘာလ၄ရက်နေ့မနက်ခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်မှာဘိန်းဆိုင်ခင်း950ခန့်ဖြည့်ဆည်းရှင်းလင်းဆိုတဲ့သတင်းညောင်ဦးမြို့နယ်ပကံကြောက်ပရောင်းစုတီ တောင်စင်းဘူဒါကြားယထာလမ်းပိုင်းမိုင်းပေါက်ခွဲခံရပြီးယထာမှတ်159အနီးယထာတန်လန်းပျက်စီးဆိုတဲ့သတင်းအရှိတရုတ်ပင်လယ်၌ပိုင်းဆိုင်မှုငင်းပွားနေသည့်ကျွန်းများတစ်ဝိုက်တွင် ဂျပန်သင်္ဘောများနဲ့တရုတ်သင်္ဘောများထပ်မံထိတိုက်တွေ့ဆိုတဲ့တွင်အမေရိကန်သမ္မတကဗင်နီဇွဲလားကိစ္စဆွေးနွေးရန်အမျိုးသားကာကွယ်ရေးတာဝန်ရှိသူများကိုဆင့်ခေါ်ထားခြင်းဗင်နီဇွဲလားသမ္မတကကြုံငင်းငင်းရေးကိုအလိုမရှိဟုပြောကြားဆိုတဲ့တွင်ခရစ်စတယ်ပဲလီနဲ့မာတတာတို့စာချုပ်တစ်ချုပ်ဆိုရေးဆွေးနွေးမှုရပ်ဆိုင်းဆိုတဲ့တွင်အဆရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါပါတယ်ဥုံဆုံးတဲ့တွင်ပုံနေနဲ့ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်တွင် ဘိန်းဆိုင်ခင်950ခန့်ဖျက်ဆီးရှင်းလင်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ပင်လောင်းမြို့မှာဘိန်းဆိုင်ခင်950ခန့်ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းပြည်ထောင်စုဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့နေ့စဉ်တိုင်းခွဲမှာညနေ4နာရီ15မိနစ်အထိရှမ်းပြည်နယ်ပင်လောင်းမြို့ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည်ပင်လောင်းမြို့နယ်ထီပေါင်ကျေးရွာအုပ်စုတောင်ငူကျေးရွာရှိတောင်ဘက်တမိုင်ခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်နပေခန့်ရှိဘိန်းဆိုင်ခင်အေက30ခန့်ကို၎င်း အလားတူနှွေမာလာ30ရက်နေ့နဲ့နနက်10နာရီ15မိနစ်မှညနေ4နာရီ10မိနစ်အထိအဆိုပါနေရာမှာစိုက်ပျိုးထားတဲ့အမျက်နှစ်ပေခွဲရှိဘိန်းဆိုင်ကင်25အီကာခန့်ကို၎င်းအသီးသီးဖြစ်စီရှင်းလင်းခဲ့ကြောင်းသိရပါတယ်။ညောင်ဦးမြို့နယ်ဗကန်ကြောက်ပတောင်စုတီ တောင်စင်းဘူတာကြားဇရာလမ်းပိုင်းမိုင်းဖောက်ခွဲခံရပြီးဇရာအမှတ်158အနီးဇရာတန်လန်းပျက်စီးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ညောင်ဦးမြို့နယ်ဗကန်ကြောက်ပတောင်ဇရာလမ်းပိုင်းအတွင်စုတီတောင်စင်းဘူတာကြား ဂျထားလမ်းပိုင်းမိုင်းပေါက်ခွဲခံရပြီးဂျထားအမှတ်159ခန်းဤဂျထားတန်လန်းပျက်စီးခဲ့ကြောင်းသိရပါတယ်။ပကန်းကြောက်ဝရောင်းလမ်းပိုင်းအတွင်းစုတီဘူရာနဲ့တောင်စင်းဘူရာအကြားတန်လန်းပြေးရင် RGC 103နဲ့ရထားလမ်းပိုင်းကိုထက်စမနေရက်မနေ့7:50မိနစ်ခန်းကသွားရောက်စစ်ဆေးစဉ်မိုင်တိုင်381မြင်းဆောင်15 381မြင်းဆောင်16အကြာပေ20အရှိရှိတဲ့တန်ပေါင်းတရာအမှတ်159အနီးမှာ တောင်ကျန်းသူအဖွဲ့ကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့်ရထားတန်လန်းအရှိတ်ဘက်ခြမ်းတန်လန်းဖက်နက်တပေခန့်ပဲ့ထွက်ပျက်စီးတာနဲ့ဇလီဖားတုံးတုံးတုံးကျိုးပဲ့နေကြောင်းတွေ့ရတဲ့အတွက်စုတီတောင်စင်ရထားလမ်းပိုင်းကိုမနက်09:16မိနစ်ခန့်မှာယာယီပိတ်ခဲ့တယ်လို့သိရပါတယ်အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာယထာလဲနေရာကို နေမြေတောင်ဝင်ရှိသူတွေအပါအဝင်မြမမီးရထားဝန်ထမ်းတွေ မနက်7:55မိနစ်ခန့်မှာနေမြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးမြမမီရထောင်ဝင်တဲ့နေ့အနေနဲ့လမ်းပိုင်းကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရတဲ့အတွက်တန်လန်းကိုဖြတ်တောက်လဲလှယ်ပြီးအစားထိုးတက်စင်တာလမ်းပြုပြင်တာတွေကိုအမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ပြီး မော်လဲ2:51မိနစ်ခန့်မှာလမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။မိုင်းပေါ်ကွေးမှုကြောင့်ယထာကြမ်းကြမှုမရှိကြောင်းနဲ့လမ်းပိုင်းအတွင်အပတ်စဉ်ပြေးဆွဲလျက်ရှိတဲ့ရန်ကုန်ပုဂံအမှတ်61အစံလူစည်းယထာနဲ့အမှတ်62အစုံပုဂံရန်ကုန်လူစည်းယထာတွေပုံမှန်အတိုင်းပြေးဆွဲလျက်ရှိတယ်လို့သိရပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလကစပြီးအခုအချိန်ထိမြမမီရထားလန်ကွန်ရက်တခုလုံးမှာတောင်းကျန်းသူအဖွဲ့တွေကရထားလက်နဲ့ရထားဘူရာနေမြေအတွင်မိုင်းထောင်ဖောက်ခွဲဖြစ်စီခြင်း83ကျင်းရထားတရာတန်လန်းတွေကိုမိုင်းထောင်ဖောက်ခွဲဖြစ်စီခြင်း189ကျင်းဘူရာအဆောက်အုံနဲ့ဝန်ထမ်းနေအိမ်တွေကိုမြေရှို့ဖြစ်စီမှု16ကျင်းရှိခဲ့ကြောင်းသတင်းထုတ်ပြန်မှုအရာသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အရှိတရုတ်ပင်လယ်နားရဲ့အငင်းပေါမှုဖြစ်ပွားနေတဲ့ကျွန်းများတော် ဂျပန်သင်္ဘောများနဲ့တရုတ်သင်္ဘောများထပ်မံထိတိုက်တွေ့ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။အငင်းပွားနေသောကျွန်းများတဝိုင်းဒီဇင်ဘာ၂ရက်မှာဖြစ်ပွားခဲ့တဲ့ လောလောလတ်လတ်လေခဲတဲလေအခြေအနေမှာဂျပန်သင်္ဘောများနဲ့တရုတ်သင်္ဘောများထိတိုက်တွေ့ခဲ့ကြတယ်လို့နှစ်နိုင်ငံစလုံးရဲ့ကမ်းခြေဆောင်တပ်များကပြောကြားပါဗျ။တရုတ်ကတရုတ်တိုက်ပွဲကိုတိုက်ခိုက်မယ်ဆိုတာကဂျပန်ဟာစရင်းနဲ့တုံ့ပြန်သွားမယ်လို့ပြောကြခဲ့တဲ့ဂျပန်ဝန်ကြီးချုပ်ဆာနာအီတာကာအီချီရဲ့မှတ်ချက်စကားတွေဟာနိုင်ငံတကာဥပဒေနဲ့ တန်တမန်စံတန်မိုးတွေကိုဆိုးရွားစွာချိုးပေါက်တာဖြစ်တယ်လို့တရုတ်ကပြောကြားခဲ့ပါတယ်။တရုတ်ကမ်းခြေဆောင်ကင်းသင်းမော်တွေဟာဒဇမ၂ရက်အစောပိုင်းမှာအရှေ့တရုတ်ပင်လယ်မှာရှိတဲ့ဆန်ကာကူကျွန်းတွင်အနီးမှာရှိတဲ့ဂျပန်ရဲ့ရေပိုင်းနယ်ထဲကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်နိုင်အနေငယ်အကြမှာပြန်ထွက်သွားခဲ့တယ်လို့ဂျပန်ကမ်းခြေဆောင်တပ်ကပြောပါတယ်။တရုတ်မှာတရီလို့ခေါ်ပြီးဂျပန်အုပ်ချုပ်နေတဲ့ဆန်ကာကူကျွန်းတွေဟာနိုင်နိုင်ငံအကြအကျဉ်းပွားနေတာဟာဆယ်စုနှစ်ချီရှိပြီဖြစ်တဲ့ကျွန်းတွေဖြစ်ပါတယ်။ကင်းသင်းမော်တွေကဂျပန်ငါးဖန်သင်းမော်စီခုံပေါင်းလာခဲ့ပြီးတဲ့နောက် ဂျပန်ကမ်းခြေဆောင်တင်မော်ကဒီတင်မော်တွေရေပိုင်နက်ကနေထွက်ခွာသွားဖို့တောင်းဆိုခဲ့တယ်လို့ဂျပန်ကမ်းခြေဆောင်တရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စံကာကူကျွန်းတဝိုက်မှာရှိတဲ့ဂျပန်ရေပိုင်နက်အတွင်သွားလာခဲ့တဲ့တရုတ်ကမ်းခြေဆောင်တပ်တင်မော်တွေရဲ့လှုပ်ရှားမှုတွေနဲ့ ဲ့ဒီကြုံတွေကိုသူတို့ပိုင်တယ်လို့ပြောဆိုနေရတဲ့ဟာအပြည်ပြည်ဆိုင်ရာဥပဒေကိုအခြေခံကြကြချိုးဖောက်နေတာပါလို့ဂျပန်ကမ်းခြေဆောင်တရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်သင်းမောနှစ်ဆင်းနဲ့တခြားသင်းမောတွေအဲ့ဒီနေရာမှာရှိနေစေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖြည့်ဆွတ်ဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်သမ္မတကဗင်နီဇွဲလားကိစ္စဆွေးနွေးရန်မြို့သားကာကွယ်ရေးတာဝန်ရှိသူများကိုဆင့်ခေါ်ထားခြင်းဗင်နီဇွဲလားသမ္မတကကြုံငင်းငင်းရေးကိုအလိုမရှိဟုပြောကြားဆိုတဲ့ကိုတင်ဆက်ပေးပါမယ်။ အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုကိုစိုးရိမ်မှုမြင့်တက်နေတဲ့ကြားကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုက ကြုံငင်းငင်းရေးကိုပယ်ချလိုက်ချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားကိစ္စဆွေးနွေးရန်ဒီဇင်ဘာတရက်မှာ၎င်းရဲ့ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတွေကိုသမ္မတရုံးကိုဆင့်ခေါ်ထားတယ်လို့သိရပါတယ်။ ထရမ့်ကကာရေဘီယံမှာအင်အားကြီးမားတဲ့ရေတပ်ဖြန့်ကျက်မှုတွေလှုပ်ဆောင်တာ၊မွေးရည်စေဝါတည်ဆောင်တယ်လို့ယူဆရတဲ့အရေးရင်တွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်တာ၊ဗင်နီဇွဲလားရေပိုင်နက်ကိုရှောင်မှုပြင်းထန်တဲ့တရီပေးမှုတွေလှုပ်ဆောင်ခြင်းအဖြစ်ဖိအားပို့ပေးလာခြင်းမှာသမရကလုံခြုံရေးတာဝန်ရှိသူတွေကိုခေါ်တွေ့မဲ့အနေအထားဖြစ်လာတာဖြစ်ပါတယ်။ဗင်နီဇွဲလားကိစ္စ တခြားကိစ္စတွေနဲ့ပတ်သက်လို့တမရကသူ့ရဲ့အမျိုးသားလူကြုံရေးအဖွဲ့ကိုခေါ်တွေ့မယ်ဆိုတာအတည်ပြုပါတယ်လို့အင်ဖီရိုသတင်းပြန်ကြားရေးဝန်ကြီးကာရိုလိုင်းလီယာဘက်က AFP သတင်းတောက်ရဲ့မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။ဗင်နီဇွဲလားနဲ့လာချီတင်းမာမှုတွေရှိနေခဲ့ပြီးတဲ့နောက်ထရမ့်ကပြီးသက်ဆုံးဖြတ်ချက်ချမချဆိုတာကိုမင်းမီမပြောနိုင်ဘူးလို့လီယာဘက်ကပြောကြားခဲ့ပါတယ်။အမျိုးသားလူကြုံရေးတာဝန်ရှိသူတွေကိုတမရကခေါ်တွေ့မဲ့ကိစ္စနဲ့ပတ်သက်ပြီးလဲမိမိအသေးစိတ်မသိရှိကြောင်း၎င်းကပြောပါရယ် အမေရိကန်စစ်သားတွေကိုဗင်နီဇွဲလားမှာကုန်းပြေပေါ်မှာစစ်စင်ရေးလုပ်ခိုင်းမဲ့အလားအလာကိုတော့သူကပယ်ချခြင်းမပြုတာဖြစ်ပါတယ်။နောက်ဆုံးအာဂါသာတဲ့တဲ့ဘုတ်ကိုတင်ဆက်ပေးပါမယ်။ခရစ်စတယ်ပဲလေးနဲ့မာတာတာတို့စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုရဆိုင်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ခရစ်စတယ်ပဲလေးတိုက်စစ်မှုမာတာတာဟာအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုရဆိုင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်၎င်းနေနဲ့အသင်းမှာကာလကြာရှည်ဆက်ရှိမဲ့အနာဂတ်ဟာမသိမကြဖြစ်လာခဲ့ပါရဲ့ တည်တည်လူရည်စင်လည်းဖြစ်တဲ့မာတက်တာဟာပဲလစ်အသင်းနဲ့2029ခုနှစ်ဇွန်လအထိစာချုပ်တက်တန်းရှိနေတာပါအခုနှစ်အစောပိုင်းကတည်းကစာချုပ်တင်ချုပ်ဆိုဖို့ဆွေးနွေးခဲ့ပြီးအစပိုင်းမှာအပြုသဘောဆောင်ခဲ့ပေမဲ့လက်ရှိမှာရပ်တန့်နေတာဖြစ်ပါတယ်မာတက်တာဟာပရီးမီးယားလိမှာအနည်းငယ်အရှိဆုံးတိုက်စစ်မှုတွေကတအူးအဖြစ်ရပ်တည်နေခဲ့ပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလမှာပြင်သစ်အသင်းနဲ့ပွဲထွက်ခဲ့ပြီးသုံးပွဲမှာနှစ်ဂိုးသွင်းယူထားပါတယ်လေဗင်ရုပ်တံရဲ့ဒီဇင်ဘာလ၄ရက်နေ့မနက်ခင်းသတင်းတွေကိုဒါရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ